တော်နိုင်ငံတမိုင်းမှာပြည်သူကိုဆိုးဆိုးရွားရွားဒုက္ခပေးတဲ့အာနာရှင်ရဲ့စစ်ထောက်လန်းရေးချုပ်အတွဲနှစ်တွဲရှိပါတယ်။ဒါကွာ60နှစ်ဒါကွာ88 2021ခေတ်တိုင်းမှာဒီမိုကရေစီအတွက်ကြိုးပမ်းခဲ့တဲ့မျိုးဆက်တိုင်းကိုတုတ်တင်ဖို့ကြိုးစားခဲ့တာ။စစ်တပ်ကကျူးလွန်တဲ့ political genocide လို့ပြောရင်မမှားပါဘူး။ ထောင်လန်းရဲ့စစ်ကြောရေးစခန်းတွေဆိုတာငရဲခန်းတွေပါပဲအဲ့ဒီထဲမှာနာမည်အစိုးဆုံးကတော့ရေကြည်အိုင်ဖြစ်ပါတယ် UG မြောက်လှူရှားမှုတွေနဲ့ကျောင်းသားလှူရှားမှုတွေကိုကင်တွယ်တဲ့ထောင်လန်းရဲ့6နဲ့9လဲလက်တံပြောင်ပြီးနာမည်စိုးပါတယ်အသက်ကိုဖက်နဲ့ထုတ်ထားရတယ်လို့ပြောရင်မမှားပါဘူးကျွန်တော်ကိုယ်တိုင်ထောင်လန်းရေး6နဲ့9စစ်ကြောရေးတွေမှာ၁၀ရက်တိတိနှိမ့်ဆက်ခံခဲ့ရပါတယ်ထောင်လန်းရေး6မှာဆိုရင် ဘိုးကြီးခမောင်ထွေးသူတို့ကိုယ်တိုင်ကျွန်တော်စစ်ခဲ့တယ်ထောင်လိုင်းခုနှစ်မှာဆိုရင်ထမင်းမကြွေးရေတောင်မတိုက်တာတွေရှိသလိုအရိုက်ခံရလုံးဝပေးမိပဲစစ်တာမျိုးတွေကြုံခဲ့ရပါစစ်ကြောရေးပြီးလို့တရားခွင်မှာအမိန့်ချတော့လေထောင်တန်းတွေကိုတောင်တရားသူကြီးတွေစစ်ခုံယုံဘုံမှုကြီးတွေကချမှတ်တာမဟုတ်ပါဘူးထောက်လန်းကြီးကဆုံးဖြတ်ပြီးသူတို့ရေးထားတဲ့စီရင်ချက် ပြစ်ဒဏ်တွေကိုတရားသူကြီးတွေက ဖက်ပြုံတက်တက်ပါပဲ1988အနာသိမ်းပြီးနောက်ပိုင်းမှာလဲထောင်လိုင်းဖန်စီပြီးနှိမ့်ဆက်လို့တည်ဆုံတဲ့သူနဲ့ထောင်ထဲမှာစေကူတာခွင့်မရလို့တည်ဆုံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေ200ခန့်ရှိပါတယ်တည်ဆုံသွားတဲ့သူတွေထဲမှာအထင်ကြီးဖြစ်တဲ့နိုင်ငံရေးသမားတွေအသိပညာအတတ်ပညာရှင်တွေနဲ့စာရေးဆရာတွေလည်းပါပါတယ်သူတို့ထဲမှာထောက်လန်းရေးနဲ့ရေကြီးရင်စစ်ကြောရေးမှာပထမဆုံးတည်ဆုံခဲ့သူကတော့ ရန်ကုန်စိတ်ကမ်းမြို့နယ်မဲဆန္ဒနယ်ကရွေးခံရတဲ့ဥမောင်ကိုပါသူ့ကိုဖမ်းပြီးသုံးဖက်အကြာမှာတည်ဆုံးခဲ့တာပါထောက်လိုင်းကတော့သူ့ကိုသူတတ်သေးတယ်လို့ပြောပါတယ်အဲ့ဒီအချိန်ရေကြီးအိမ်မှာအဖမ်းခံထားရပြီးအခု NUG ရဲ့ဒုနိုင်ငံသားရေးဝန်ကြီးတာဝန်ယူထားတဲ့ကိုမိုးစော်ဦးက2017ကျွန်တော်နဲ့အင်တာဗျူးမှာဥမောင်ကို ဖြစ်စဉ်ကိုသူတည်တလောက်ရှင်းပြခဲ့ပါတယ်အဲ့ဒီနေ့ကနိုဘာလ9ရက်နေ့ပါနော်ကျွန်တော်က90ခုနှစ်ပေါ့ကျွန်တော်က90ခုနှစ်နိုဘာလ9ရက်ဟုတ်တယ် ကျွန်တော်တို့စစ်ကြောရေးတွေလုပ်တဲ့ကာလလောက်ပြီးတော့တော့ဖြစ်နေပါတော့ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့ကဒီရေချိုးတွေပဲလဲဆင်းလို့ရတယ်ကျွန်တော်ဘိုင်ကတော့နှစ်ပတ်လောက်ပဲရေတွေပဲတမချိုးအောင်အဲ့တော့အရေတွေပဲလဲချိုးခွင့်ရတဲ့ခါကျတော့အဲ့ဒီနေ့ကကျွန်တော်တို့ရင်ခွဲတိုက်တိတိလေးအဲ့ဒီတယောက်ပြီးတယောက်ရေချိုးဆင်းကြကျွန်တော်တို့ကလည်းအဲ့ဒီအချိန်မှာစောင့်နေတော့ပို့ရေချိုးအလဲကိုဇောက်ဖို့ဆိုပြီးတော့အကူနဲ့လေးပဲထုတ်ရှားပြီးတော့စောင့်အချိန်မနေ့ကလည်း၈နာရီခွဲတော့ကဆောစောဟုတ်ကဲ့အဲ့ဒီအချိန်မှာပဲဝိုးမင်းနဲ့အတိုင်းခူကြလိုက်တယ် အဲ့တော့နောက်တနားရီနှစ်နာရီလောက်ကြာတဲ့အချိန်မှာအဲကျွန်တော်တို့တပြင်းနေရွှေ့ပြလိုက်ရွှေ့ပြလိုက်ပေါ့အဲ့တော့အဲ့မှာလည်းမေးကြည့်တဲ့ခါဥမာကိုပြစီလိုက်ညာနေတဲ့ပုံပြီးတော့အသေးစက်ထားတာဖြစ်ဘာလို့လဲဆိုတော့ပါကျတော့သူကအဲ့ဒီအချိန်တုန်းကတော့ကျွန်တော်တို့ဒီစင်မြိုင်ဆိုးရလို့ခေါ်တာပေါ့လေဒီစင်မြိုင်ဆိုးရဖွဲ့စည်းကိုကြိုးပမ်းနေတဲ့ကာလမှာသူကလည်းနိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့တာဝန်ယူထားတဲ့လူတယောက်လို့သိရတာပေါ့ဟိုနိုင်ငံခြားတာဝန်ယူနေတဲ့ဖြစ်တော့တခြားပေါ့နော် အရေးကြီးတဲ့ခေါင်းဆောင်တွေနဲ့ပဲဆက်တွေ့တဲ့နေရာကိုတော့တောင်းပြီးရတာ။အဲ့တော့ဟိုသူ့ကိုပို့ပြီးတော့ဒါညှိမှန်းနှိမ့်ဆက်ပြီးတော့သူ့ရှိရာတည်င်းချက်လက်တွေရအောင်ယူနိုင်တယ်လို့ယူဆရတာပေါ့နော်။ဒေါ်ဆန်းစုကြည်ကလည်း Letters from Burma ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာဥမောင်ကိုရဲ့အလောင်းကိုပြန်ရတဲ့အခါမှာရိုင်းနှက်နှိမ့်ဆက်ထားတဲ့တံရည်တွေတွေ့ရတယ်လို့သူ့မိသားစုကိုကိုးကားပြီးရေးခဲ့ပါတယ်။အဲဒီစာအုပ်ထဲမှာ1961ဝင်းကျင် ထောင်ထဲမှာတည်ဆုံးခဲ့တဲ့သူတချို့ဖြစ်တဲ့ဇာရေးဆရာမောင်တော်က NLD ပါတီကနေရွေးကောက်ပွဲအနိုင်ရခဲ့ကြတဲ့ကကိုကျွန်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဦးလာတန်းခဲမျိုးနဲ့လွှတ်တော်ကိုယ်စားလှယ်ဦးတမောင်ဝင်းတို့အကြောင်းလဲပါပါတယ်ဦးတမောင်ဝင်းရဲ့ရေးကြီးရိုင်းမှာတလားကြအစစ်စေးခံရပြီးအင်းစိန်ထောင်ကိုအပိုးခံခဲ့ရပါတယ်ထောင်ထဲရောက်ပြီးလာပိုင်းအတွင်းမှာပဲတည်ဆုံးခဲ့ပါတယ်အာနာပိုင်တွေက တွေးကင်စာနဲ့တည်ဆုံးခဲ့တယ်လို့ ြောပါတယ်သူစာအုပ်ထဲမှာတော့ဆန်းစုကြည်ကဥတ္တမဝင်းအဖမ်းမခံရခင်မှာအဲ့လိုယောဂလက္ခဏာမျိုးမရှိခဲ့ဘူးလို့ရေးသားခဲ့ပြီးသူတေဆုံးတာဟာအာနာပိုင်တွေရဲ့စေကုသခွင့်တေချာမပေးတာကြောင့်ဖြစ်တယ်လို့ရေးခဲ့ပါတယ်ဒီနေရာမှာထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေစေကုသခွင့်ရဖို့ကိုဆုံးဖြတ်တာထောင်အာနာပိုင်တွေနဲ့ထောင်ဆောင်နေမဟုတ်ပါဘူးထောင်မှာတာဝန်ကျတဲ့ထောက်လန်းရေးတွေကဆုံးဖြတ်တာပါ သူတို့ရဲ့ခွင့်ပြုချက်မရရင်အပြင်ဆေးရုံနေနေသာသာထောင်ဆေးရုံတော်တက်ခွင့်မရပါဘူး။ဒါကြောင့်ထောင်ထဲမှာဆေးကုသခွင့်မရဘဲတည်ဆုံးရတဲ့နိုင်ငံအကျဉ်းသားတွေဟာထောက်လန်းရေးတွေကြောင်းပါပဲ။အဘရဲ့ထောင်ထဲမှာတော့လည်းသူတို့ထောက်လန်းရေးတွေလာပြီးတော့အဲ့ဒါစစ်ကြောရေးလုပ်တာ哦။အဲ့မှာအဘအနေနဲ့တကယ်ကြုံတွေ့ရတဲ့သူတို့ဘလို့နှိမ့်ဆက်တာလဲ။နည်းနည်းလေးပြောပြပါလား။นี่แต่ถ้าတော့အများကြီးပြပြောမယ်ဆိုရင်လည်းမကုန်နိုင်ဘူးဒါပေမဲ့တော့ပြောမယ်ဆိုရင်လည်းဒါဒီစကား ဘာလို့ကျွန်တော်လိုပဲနေသက်ခါတယ်ကူလေအများကြီးရှိတဲ့ခါကျတော့မထူးပြောနေတယ်ကျွန်တော်တခုပဲကြည့်တယ်ထူးထူးခြားခြားကိုကျွန်တော်ပြောနေတယ်နေသက်ခါတွေကလည်းတခုတော့ပြောနေပါတယ်ဘာလို့ဆိုရင်ကျွန်တော်ထောင်ထဲကိုရောက်ပြီးတော့ရောက်သွားတဲ့အခါမှာကျွန်တော်ရောက်သွားတဲ့ညပဲကျွန်တော်ကိုချင်းချင်းစီကြောရီကိုထုတ်တယ်အဲ့တော့အဲ့နေသက်တဲ့ဟာဒီဒန်နီယာကျွန်တော်သွားရီဟာတစ်နှစ်လောက်အပြင်မှာအကုန်တုတ်ကုန်နေပြန်နော်အကုန်တုတ်ကုန်ပြီးတော့ကိုယ်တက်တည်ရောက်တဲ့ခါကျတော့နော်ဒီထောင်ကလူတွေသုတ်သွတ်တယ်ဗျထောင်ထဲကလူသုတ်သွတ်တယ်သွတ်တဲ့အခါမှာ တော့ရိုက်ဆိုင်ပြီးပြပြီးပြီးတယ်အကုန်လုတ်ပြီးတယ်ကျောင်းကကျောင်းတော်လည်းဘွားရီမရှိဘူးထောင်ထဲမှာဒီသံလုံးကြီးနဲ့သမင်းစားနေရတဲ့နေရာမှာတော့မရှိဘူးလေပဖုံးကြီးပြစားသမင်းကမာတာပေါ့သမင်းမာလို့ပြစ်ကုန်ပြင်းတယ်ဘွားလည်းမွားနိုင်ဘူးညာနော်ဆွဲတဲ့ခါကျတော့ကျွန်တော်ပြောတယ်အဲ့ဒါဘလောက်ကြာလဲဆိုရင်အလုံးမ9နှစ်ကြာပါတယ်နော်အောက်ကကုတဲ့ချစ်ကြမှာကျွန်တော်ချေးဦးမှာတော့ဆိုင်ပြီးရကြည့်ပါတယ်ကျွန်တော်ထောက်ကွာနဲ့90ဇန်နဝါရီလတည့်ရက်နေ့မှာတိတိသားရီ ဥမာအဖူးပေါက်လာတယ်ပူပေါက်လာအဖူးကနှိမ့်တက်ပြန်တက်သွားအဲ့ဒီဟာနောက်ပိုင်းတည်းကျွန်တော်လဲလေလဲကြနေတယ်နော်အိယာတွေမှာလင်းနေတယ်မထနိုင်ဘူးအဲ့လိုဆိုရင်တို့ကလားတက်ကားဖွင့်တက်လဲနေတဲ့ခါတီးဆေးတို့ပြီးအဲ့ဒီလိုနဲ့လောက်ရတဲ့ဟာ9နှစ်တီကြာတော့မှ9နှစ်တော့ဒီ65ကြာမှာနော်65ကြာမှာကျွန်တော်တို့ထောင်ပို့တယ်9နှစ်ဝေနာခံ9နှစ်ဝေနာခံအဲ့ဒါကအကုန်လုံးကဥတိုင်းချွေရည်ပြအမိပေးတာမဟုတ်ဘူးရနော်တို့ကတို့အောက်ချရကလူကြီး ဘူတိုင်းဘူကင်ညောပါဝင်အောက်ခြေလူတွေကလုံးကသူတို့ဟာသူတို့ဆုံးပြပြီးတော့ဒီလူတော့ပေးပတိဒီလူတော့ဘာဖြစ်ပတိဆိုတဲ့ပုံစံနဲ့လုတ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါတွေကဘူကင်ညောကစားပြီးအကုန်လုံးတာဝန်ရှိတယ်ကိုရွေအနေနဲ့ဆိုကျွန်တော်အဖမ်းခံရတဲ့1997နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အင်းစိန်တီးသန့်ထောင်မှာနေရင်1994မှာဆုံးပါခဲ့တဲ့ဥထွန်စိန်သူကဗိုလ်ချုပ်နေဝင်ရဲ့မဆလခင်မှာနိုင်ငံရေးသမားအနေနဲ့ကိုကိုကျွန်းမှာကျွန်းကြခဲ့တဲ့အတွက် ကျွန်တော်တို့ကသူ့ကိုကျွံ့မြန်ကြီးဦးထွန်းစိန်လို့ခေါ်ပါတယ်နောက်တစ်ယောက်ကပြည်မြို့ပြည်သူတိုးတက်ရေးပါတီကဦးကွင်းစိန်မှာသူလဲကျွန်တော်တို့တီးတန်းထောင်မှာနာမကျန်းတာအတော်ကြာပြီးတေလူမျိုးပါဖြစ်ချင်ကြမှာ အပြင်ဆေးရုံကိုပို့ခံရပြီရပိုင်းတွင်ဆုံးမခဲ့ပါတယ်မသေးခင်လေးမှာပဲထောက်လန်းရေးတွေရောက်လာပြီစကောင်းဆောင်တွေဒီနေ့ခေတ်မှာလုံနေတဲ့အတိုင်သူ့ကိုလှုပ်ပေးခဲ့ပါတယ်ကျွန်တော်တာယာရီထောင်ကိုပြောင်းပြီးနောက်ပိုင်းမှာလဲပြည်ကတက်ကူစောင်းသားကိုညွှန်းစော်လဲ အသေးယောဂာနဲ့ဒီဆုံးခဲ့ပါတယ်။နောက်ចောင်းသောတမကအဖွဲ့မှတယောက်ဖြစ်တဲ့ကိုစီသူလဲတာဝရီထောင်မှာပဲဆုံးမခဲ့ပါတယ်။နောက်တူဦးကတော့1968တာဝရီထောင်နဲ့အချင်းသားအခွင့်အရေးတွေအစာငတ်ခံဆန္ဒပြတဲ့အတွက်အာနာပိုင်တွေရဲ့နှိပ်စက်မှုကြောင့်ဒီဆုံးခဲ့ရတဲ့ကိုအောင်ကျော်မိုးသူတို့အကြောင်းကိုဂျင်းထောင်မှာတုတ်တန်သူနဲ့ HS ဒိုမုတ်တင်မင်းနဲ့စခင်းတိတိုက်ပွဲဆိုတဲ့ခေါင်းစဉ်တွေနဲ့ရေးသားခဲ့မှုပါ ဒါတွေကထောက်လန်းရဲ့စနစ်တကျနှိမ့်ဆက်မှုတွေကအနည်းငယ်ပဲလို့ပြောရင်ပြပါတယ်ဒီဘက်ခေတ်2021အာနာသိမ့်ပြီးနောက်ပိုင်းမှာလဲကင်ဆာရောဂါခံစားနေရတဲ့ဒေါက်တာဇော်မြင့်မောင် NLD လျှက်စစ်နဲ့စွမ်းရင်ဝင်ကြီးဦးဝင်းခိုင်ဒါရိုက်တာဖေမောင်စိန်းတို့လည်းစေကူတာခွင့်တရားမရပဲဒီဆုံးငန်းဒီမှာထောင်ကနေလွတ်ပေးခံခဲ့ရပါတယ်ဖေမောင်စိန်းဆိုစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းခဲ့ချိန်မှာနိုင်ဦးကျိုးတဲ့အထိ နှိပ်စက်ခံခဲ့ရစစ်ကြောရေးကတံရတွေကြောင့်ပဲအကျဉ်ထောင်တွေထဲမှာကျမ်းမာရေးဆိုးရွားခဲ့ပြီးမိနစ်ကလွတ်ရဆေးလို့ထောင်ကလွတ်ပြီး၃ရက်အကြာမှာကွယ်လွန်သွားခဲ့ပါဒါကတော့ထောင်လန်းရဲ့ထောင်ထဲမှာမြင့်ဆက်တဲ့ရက်ဆက်ပုံရက်ဆက်နည်းတွေပါဒါကသူတို့စစ်ကောင်စီရဲ့ policy ကိုထောင်လန်းရေးကအကောင့်ထဲပေါ်ပေးတာပါပဲ၂၀၂၁နောက်ပိုင်းမှာတော့စစ်ထောင်လန်းရေးကအရင်တုန်းကတည်းကပိုဆိုးလာတယ်လို့ ထောင်ကလွတ်လာတဲ့နိုင်ငံကြီးစင်းသားတွေကရော ABB အဖွဲ့ကပါပြောပါတယ်။တစ်ဖက်မှာလည်းစီအိုစုကဘုံမှုချုပ်သိန်းဆွေတို့လိုထောက်လိုင်းအဟောင်းတွေကိုပြန်သုံးနေပါတယ်။မနစ်ကနဲ့ဒီနေ့စကောင်းဆောင်မင်းအောင်လည်းတရုတ်ကိုမသွားခင်မှာလဲထောက်လိုင်းအဟောင်းတွေဖြစ်တဲ့သိန်းဆွေနဲ့လှမင်းတို့က Paragon Institute အနေနဲ့တရုတ်ကိုအကျိုးသွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီကတရုတ် think tank အနေနဲ့တွစ်ဆုံပြီး ီခင်းစင်နဲ့ပတ်သက်တာတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒီတော့ကစစ်ထောက်လန်းရေးကောင်ဆောင်ဘူချုပ်ကြီးခင်ကျော်ပါပေါ့နော်။ပြောခဲ့တာတခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သူ့အနေနဲ့ထောင်ထဲမှာထောင်ချခဲ့တဲ့အကြောင်းသားကောင်ဆောင်တွေ နိုင်ငံရေးလှုပ်ရှားခဲ့တဲ့နိုင်ငံရေးလှုပ်ရှားသူတွေ activist တွေပေါ့နော်အဲ့လိုထောင်ချခဲ့တာနဲ့ပတ်သက်လို့သူ့မှာတာဝန်မရှိပါဘူးဒါအထက်ကအမင်းရလိုရတာပါလို့လည်းပြောတယ်ကျော်ဘသူကို तू ကတောင်းပန်မှာလဲပေါ့လေအဲ့လိုစကားမျိုးပြောခဲ့တယ်ဆိုတော့အဘအနေနဲ့အဘက1989ခုနှစ်မှာဟဲ့လားထောင်လန်းရနေဖန်စီခံခဲ့ရတယ်ပြီးတော့အဲ့ထောင်လန်းရနေပြီးရဲ့ဟဲ့လားနှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရတယ်တွားတွေတောင်မှပဲကျွတ်ခဲ့တယ်ဆိုတော့ထောင်ထဲမှာလည်း19နှစ်ကျော်ဟဲ့လားချုပ်နှောင်ထားခဲ့တယ်အဘအရွယ်ပေါ့နော်ဆိုတော့အဘအနေနဲ့ तू ပြောတဲ့ဟာကို ဘလို့တုံ့ပြန်ချက်ကျွန်တော်ကတော့ဒီလိုပြောနေတယ်ဗျဒီအမှန်တမ်းကတော့ဘလူးတောင်းပါမလဲလို့ဆိုလို့ရှိရင်เนาะဟိုဒီစကားဟိုကျွန်တော်နဲ့သူနဲ့အကြောင်းအရလို့ဆိုတာပေါ့ဗျာဒီကားရရဲ့ဥတည်ဝဲရဲ့အတူအမှာကျွန်တော်တွားတွေ့ရတွေ့တဲ့ခါမှာ तू ကပြောလာအဖရဲ့လာပြီးခဲ့တာတွေထားလိုက်ပါတော့ဒီလိုပါတယ်အဲ့ဒီမှာကျွန်တော်လူတွေရှေ့မှာသူနဲ့ကျွန်တော်နဲ့အငင်းကုန်ပြောပြရလဲအကြောင်းမရှိတဲ့အတွက်ကျွန်တော်မပြောခဲ့ဘူးแล้ว तू อ่ะ ကျွန်တော်အသက်ဒီပိုင်းမိဘညာပေါ့ဗျာပြီးတဲ့အခါကျတော့ကျွန်တော်ကိုချင်းချင်းမီဒီယာသွင်းရပြီနော်အင်တာနက်ဒီလေတက်ကုန်ပြီဒီပုံကအဲ့ဒီခါကျတော့သူကကျွန်တော်ဟိုမီဒီယာမီးတဲ့ခါမှာမလုပ်အောင်လည်းမီးတဲ့ခါကျွန်တော်ပြောတဲ့စကားသုံးခွင့်ရှိပါတယ်တစ်ကဘာပဲပြောဒီထောက်လိုင်းကြီးတွေဟာစစ်ထောက်လိုင်းနော်တာဝန်ရှိဆုံးပေါ်တယ်စစ်ထောက်လိုင်းကတော့တာဝန်ရှိဆုံးပေါ်ဒါတွေမကပါဘူးသူ့ရဲ့တက်ကရှားဝင်ရှိရဲ့အမိပေးလို့ဆိုပြီးချင်းလဲအမိပေးတဲ့လူတွေအပါဝင်ပေါ့ဘူဂျီတန်ချွေတို့ဟာလာဘာတို့ညာတို့ပေါ့ဗျာဒီလူတွေအားလုံးဟာလည်း တောင်ဝင်ရှိတဲ့တောင်ဝင်ရှိတဲ့လူတွေဟာကျွန်တော်တစ်ကျွန်တော်တောင်းပါမယ်နော်နိုင်ငံကျင်းသားတွေကိုတောင်းပါမယ်နော်နောက်တော့ပြည်သူကိုတောင်းပါမယ်ကျွန်တော်ဆင့်ပြီးတော့တကယ်ပြောရမယ်ဆိုလို့ရှိရင်တို့ကသူ့ကိုသူလည်းတောင်းပါမယ်ဗျာနော်သူ့ကိုသူတောင်းပါမယ်သူအမားတွေကျူးလွန်ခဲ့တာ哦နော်ဒါတို့ဒီကတော့ကျွန်တော်ဘာပြောလို့ဆိုတော့ခမည်းတော်တွေကပြင်ဆင်ရမယ်ပြင်ရမယ်အမားတွေလုံးတက်ပြီးတော့မမအောင်နောင်လာနောင်သားတွေပေါ့နောင်လာနောင်လာနောင်သားဆိုတာနောင်လာဒီထောင်းလိုက်ကြီးပေါ့ဗျာနော်ဒါတွေအတွက်ကို ဘာမှဘာမှဒီရိုက်ထဲမှာကိုဒီအုတ်ချွေရန်ရရထဲမှာကိုထောင်းလိုက်ရတော့ချိရှိမှာပဲရှိနေလည်းကိစ္စမရှိဘူးသူတို့အဲ့လူတွေကနောက်ထပ်ဒီလိုအမားတွေကိုမကျွလောက်သူတို့တောင်းမှပြပြပြရမယ်တုံးရတော့ဘာလို့ဆိုတော့နိုင်ငံကျင်းသားတွေကိုဒီနေ့ကျွန်တော်လည်းကူညီနေကြတယ်ကျွန်တော်လည်းကျွန်တော်လည်းကျွန်တော်လည်းလုတ်တက်နေတာကူညီရကြည့်သူတို့လည်းသူတို့ရဲ့ဘန္ဒာသူတို့ရဲ့ဘန္ဒာဆိုင်ပေါ်ဘန္ဒာဆိုင်ပဲခေါ်ပါတော့ဗျာဟုတ်ကဲ့သူတို့ဒီမှာအကြောင်းအကြောင်းကြောင်းရလာတဲ့တိုင်းပြည်နဲ့ပတ်သက်ပြီးတော့ရလာတယ်သူတို့လည်း တို့ရဲ့ယာရုယာကန်အကြောင်းပြပြီးတော့ဟောတာအနန္တရတဲ့ဘာနာတိုက်ကအကြီးပြအများကြီးနော်တုံးဝကုန်နေတဲ့ဟာတွေဒါတွေနဲ့တို့ရဲ့အိဘာနာတိုက်တွေကထိုးလို့နှုတ်လို့ပဲဖြစ်ဖြစ်တို့ရဲ့အပေါင်းအသင်းတွေနဲ့နှိုင်းလို့ပဲဖြစ်ဖြစ်တကယ်ကျင်းသားတွေရဲ့ဘဝတွေပြန်လည်ထူထောင်ရေးပါတို့ကူညီစစ်နေလားရမုံငွေတွေထူထောင်စစ်နေလားဒါမျိုးတွေပြစင်းတို့ဘာလို့လှုပ်ပြစ်စစ်နေဆိုတော့ကျွန်တော်ပြောရတယ်အဲ့ချက်သုံးချက်ရှိပါတယ်အဲ့တော့တောင်းပါရမယ်ဆိုတာဒီဒီကြားဖြစ်ပါတယ်အဲ့တောင်းပါရဆိုတဲ့စကားကို သူကတဏှာကြတဲ့ခါကျတော့သူတို့ဘလို့ကိုတောင်းပါမလဲလို့ဆိုပြီးတော့စကားကိုပြန်ပြောတယ်အဲ့လိုဆိုရင်ကျွန်တော်ပြောချင်တာထပ်ပြောပြောပါမယ်တောင်းပါမှာတိနော်နေချင်လားဒီညစ်သက်ကပေါ့ဗျထောင်းလိုက်ရဲ့ညစ်သက်ကထောင်းလီတန်းကြတော်လေးကိုထွက်ပြရတမ်းပြူတမ်းပြရထွက်ပြရနော်အသက်ဆုံးရုပ်ခါရနော်ဘဝတွေပြက်ခါရဒီလူတွေကိုတောင်းပါမယ်နှစ်ကဒီလူတွေကိုတောင်းပါမယ်တုံးရတော့သူတို့ကိုသူတို့လည်းတောင်းပါမယ်။ဟုတ်ကဲ့။အဲ့ဒါပြောမယ်။ဒါကတော့ဆရာဦးဝင်းတင်တဲ့ကျွန်တော် ဒိတ်လိုင်း ARR အစီအစဉ်မှာဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်2021နောက်ပိုင်းစစ်ကောင်စီနဲ့ထောက်လိုင်းအဖွဲ့ရဲ့ပိုးဆိုးတဲ့ရက်ဆက်မှုတွေကိုဆရာဦးဝင်းတင်မတွေ့ခဲ့ရပါဘူး။တကယ်တော့စစ်ဘုတ်ချုပ်တွေနဲ့ထောက်လိုင်းရေးတွေအားလုံးဟာ criminals တွေရာဇဝတ်သားတွေပါ criminals at large ဆိုပြီးလူမျိုးနေသေးတဲ့ရာဇဝတ်သားများကောင်းစင်တဲ့ဘုခင်ညွတ်အပါဝင်ထောက်လန်းရေးတွေအကြောင်းကိုကျွန်တော်ဆောင်းပါးရေးခဲ့မှုပါတယ်အခုထိလည်းသူတို့တွေလူမျိုးနေသေးပါပဲ တိုင်းပြည်နဲ့ပြည်သူလူထုပေါ်ကျူးလွန်ခဲ့တဲ့ကျူးလွန်နေဆဲဖြစ်တဲ့ရာဇမှုမျိုးစုံတွေသူတို့တွေတရားရင်မဆိုင်ရသေးပါဘူးဆရာဦးဝင်းတင် ပြောသလိုတောင်းမှန်ယုံနဲ့တော့မရတော့ပါဘာလို့လဲဆိုတော့သူတို့ကသူတို့အမှားမသိသလိုဒါမှမဟုတ်လဲသိရတဲ့ထက်ခါထက်ခါကျူးလွန်နေတဲ့ရာဇစ်သားတွေပါသူတို့ရဲ့ကျူးလွန်ခဲ့တဲ့ရာဇစ်မှုတွေအားလုံးအတွက်သူတို့တရားရင်ဆိုင်ရဖို့လိုပါလိမ့်မယ် ်တင်မုံချေမလားလက်စားချေမလားဆိုတဲ့နေရာမှာတင်မုံချေစရာအကြောင်းတော့မရှိပါဘူးတကယ်ခံရတဲ့ပြည်သူတွေကတော့လက်စားချေဖို့တောင်စံနာရှိမှာသိကြပါတယ်သူတို့ရဲ့အမားကိုမတောင်းမှန်ပဲထောင်လိုင်းခင်ညွန့်တို့လိုဆက်ခါဆက်ခါမှားနေတဲ့သူတွေအတွက်လက်စားချေတာမှန်ကန်တဲ့နီးလန်းမှုတ်ဘူးဆိုရင်တော့အမှန်တရားကိုဖော်ထုတ်ပြီး နောက်တစ်ခါကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းမှာဒီလိုအမားတွေထပ်မမားဖို့အတွက်တရားစီရင်ဖို့တော့လိုပါလိမ့်မယ်။အဲ့လိုမှန်ကန်တဲ့တရားစီရင်မှုနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေရှိမှာပဲ။ဒဏ်ရာတွေရခဲ့တဲ့ကျွန်တော်တို့လူအဖွဲ့အစည်းနဲ့တိုင်းပြည်ကိုပြန်လဲကူစားနိုင်မှာ။အနာဂတ်မှာ Truth and Justice Commission အမှန်တရားနဲ့တရားမျှတရေးပေါ်ပေါ်ရေး Commission ဆိုတာမျိုးကျွန်တော်တို့တိုင်းပြည်မှာ ဖွဲ့ဖို့လိုပါလိမ့်မယ်။ဆိုတော့အဲ့ဒီနေ့ကတော့ရောက်ကိုရောက်လာရမှာ ဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့ဒီ MI network နဲ့သူတို့ရဲ့ informer ဒလန်တွေဟာတိုင်းပြည်ထဲမှာနေမဟုတ်ပဲအိန္ဒိယချင်းနိုင်ငံတွေအပါဝင်နိုင်ငံတော်တော်များများမှာစစ်ကော်မရှင်ကိုဒီနေ့အထိအလုလုပေးနေကြတာမို့သတိထားကြဖို့လိုပါတယ်သူတို့အရေးခြုံထားတာကလည်းမျိုးစုံဖြစ်နိုင်ပါတယ်ဘလို့အရေးခြုံနိုင်လဲဆိုတော့ပညာရှင်အရေးခြုံတာမျိုးသင်တန်း observer လေ့လာသူအရေးခြုံတာမျိုးနောက်ဆုံးကုန်ကုန်ပြောရရင် ကျွန်တော်လေးအရေးချုံတာ you know, activist အရေးချုံတာစီးပွားရေးသမားတွေလည်းပါနေပါတယ်အန်ဒီရရှိတဲ့သူတွေပါ you know, watch out am i in the land stay strong good luck ကျွန်တော်နိုင်ငံဒီမိုကရေစီ <laughs> ရှိတဲ့နေကြရင်ပေါ့ဗျာတခြားနိုင်ငံတွေကဂျင်းစကန်တွေလို့ပေါ့နော်အာအော့စဝစ်ဂျင်းစကန်တို့ပေါ်လာမှာရှိတယ်ကမ္ဘောဒီးယားမှာဆိုရင်ဖနပ်ဘန်မှာဟာလာဒိုစလန်ဆိုတဲ့ S21 ဂျင်းစကန်တွေရှိတယ်လူတွေကိုနှိမ့်ဆက်တက်ပြတ်ထားတဲ့နေရာကျွန်တော်တင်တဲ့အရာတွေကိုပြရတယ်လို့ဟုတ်ကောင်းတာအခုလည်းအဲ့နေရာတွေကနောက်လူတွေဟာနောက်မျိုးဆက်သစ်တွေမမအောင်လို့ပြရတယ်လို့ကြတာအော့စဝစ်ဂျင်းစကန်တို့ကမ္ဘောဒီးယား S21 ဂျင်းစကန်တို့ ဆိုတော့ဒီလိုအမားတွေကိုလူမဆန်တဲ့အမားတွေကိုမဖြစ်အောင်ကျွန်တော်တို့နိုင်ငံမှာလာရေဂျီအိုင်တို့ဟဟလာညစိန်ထောင်ကြီးထဲမှာဆိုလဲဟဟလာအကျဉ်းကနှခမ်းသုံးခမ်းလောက်ကိုတက်ရောက်နေတဲ့တာဒီနေရာဘသူတွေနေွားတာပေါ့အာနောက်မျိုးဆက်တွေကိုပြတဲ့ကျွန်တော်ထင်တယ်အဲ့ဒါမှသူတို့ဘလောက်ရက်ဆက်ခဲ့လဲကျွလွန်ခဲ့လဲတပြိုင်တည်းမှာဒီဘက်ကလူတွေဘလောက်ထိအာ န်နိုင်ရှိပြီး resilient ရှိခဲ့လဲပေါ့ဒီဘက်ကလူငယ်တွေလူကြီးတွေအကုန်လုံးအင်အားစုတွေ democracy အင်အားစုအာကျွန်တော်တနေစစ်ထောက်လိုင်းတွေစစ်ကောင်စီတွေစစ်ကောင်းဆောင်တွေမရှိတော့တဲ့နေရာတော့ကျွန်တော်တနေအဲ့ဒါလုတ်ကိုလောအောင်ဒါတမိုင်းဝင်ပြကန်းပြတိုက်တယ်ညလူတွေထပ်မမဟုတ်ဘူး